match တက်ကစားကိုကြည့်ရှုနေကြရဲအာဇာဝနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါအကြောင်းဒါအခုလေးတင်ပေးပါတော့ဒါရှင်များကစားခဲ့ကြရဲ Premier League ပွဲစဉ်33အဖြစ်ဒါ Manchester United အသင်းနဲ့ဒါ Wolverhampton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါ Wolverhampton အသင်းကဒါပွဲချင်း85မိနစ်ဝင်ချင်မှရရှိခဲ့တဲ့ဒါပြစ်ဒဏ်ဘောကိုဒါလူစားဝင်ကစားသမား Sarabia ကနေပြီးတော့ဒါတိုက်ရိုက်ကန်သွင်းယူသွားခဲ့ပြီးတော့အဲ့ဒီတလုံးနဲ့နဲ့ပဲပေါ့နော်ကျွန်တော်ဒါ မန်ချက်စတာယူနိုက်တက်အသင်ကိုဒါအနိုင်ရရှိခဲ့ရလည်းဖြစ်ပါတယ်။အဲကြောင့်ဒါဒီအနိုင်ရရှိခဲ့မှုပါဆိုတော့ပြင်ဒါပရီးမီးယားလိနှစ်ကျော်စလုံးပေါ့နော်။ဒါပထမအကျော်ကိုဒုတိယအကျော်ကိုဒါမန်ချက်စတာယူနိုက်တက်အသင်ကိုဝူဗာဟတ်တန်အသင်ကဒါအနိုင်ရရှိခဲ့ရလည်းဖြစ်ပါတယ်။အဲကြောင့်ဒါပထမကျော်ကစားခဲ့တဲ့တော့ကဒါဝူဖ်အသင်အိမ်ကွင်းမှာဒါမန်ချက်စတာယူနိုက်တက်အသင်ကိုနှစ်ဂိုးဂိုးမရှိဆိုရရလည်းနဲ့အနိုင်ရရှိခဲ့ပြီးတော့အခုဒါဒုတိယအကျော်အဖြစ်ကစားခဲ့တယ်။ဒါပရီးမီးယားလိပွဲစဉ်33မှာလေဒါဝူဗာတန်အသင်ကဒါတကူဂိုးမရှိဆိုရရလည်းနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါပထမအကျော်ဒုတိယအကျော်ဒါနှစ်ကျော်စလုံးမှာ ါဒါ Manchester United အသင်းကိုဒါအနိုင်ရရှိခဲ့တဲ့မှတ်တမ်းလေးပိုင်ဆိုင်သွားခဲ့ရလည်းဖြစ်ပါတယ်။အဲကြောင့်ဒါဒီပွဲစဉ်ကိုကြည့်ရမစင်တော့ဖြစ်မော်နော်ကျွန်တော်ဒါပြီးခဲ့တဲ့ဒါ Lion အသင်းနဲ့ဒါ Europa League ပွဲစဉ်တော့ဒါ Manchester United အသင်းကတကယ်ကို epic comeback တွေပြုလုပ်ခဲ့ပြီးတော့ဒါ Europa League မှာရှုံးပွဲမရှိကြလက်ကိုဒါထိမ့်သိမ်းထားနိုင်ခဲ့ပြီးတော့ဒီ Premier League ဘက်မှာကြာတော့ဒါ Manchester United အသင်းတော်တော်လေးကိုဒါခက်ခက်ခဲခဲရုန်းကန်နေရတဲ့အနေထား ကဒါဆက်လက်ပြီးတော့ရုံးကန်နေရတယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါဒီပွဲစဉ်မှာကျွန်တော်ဒါပထမပိုင်းကစားပုံကတော်တော်လေးကိုဒါပြင်းမှုကောင်းတယ်ဒါနှစ်ဖက်စလုံးကဒါဘာမှဘာဆိုဘာမှထူးထူးထူးမလုံနိုင်ခဲ့ဘူးတစ်ဖက်ကဒါအဝေးကွင်းကိုလာရောက်ကစားတယ်ဘူဘန်တန်အသင်းနေနဲ့ကျွန်တော်လည်းအများကြီးမပြောချင်ဘူးဘာဆိုတော့သူတို့ကဒါအဝေးအဝေးကွင်းကိုလာပြီးကစားရဖြစ်တဲ့ဒါသူတို့ကဒါမနိုင်နေသေးမရှုံးအောင်ပဲကပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူ့အနေနဲ့ဒါကစားခဲ့တဲ့ပုံပေါက်တယ်ဒါပေမဲ့ Manchester United ဘက် ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးကိုကနေပြန်တာ twin goal တွေလိုအပ်တယ်ဒါ goal ရဖို့ကြိုးစားရမယ်အစားပေါ့နော်ဒါ ACC ပဲပေါ့ပါပါကစားသမားအားလုံးကအဲ့လိုမျိုးကစားရင်အနေထားမျိုးမှာရှိရအောင်ငါတို့အတင်းကဒါ Premier League ကိုမေးထားလိုက်တော့အဲ Europa League မှာရဘိုဆွဲမယ်တွေပါအဲ့လိုများစဉ်းစားထားလားမသိဘူးကစားသမားတွေကပေါ့နော်တုံတုံအရင် ပြေးစရာရှိရတယ်တိတ်မပြေးဘူးအဲ့လိုမျိုးပုံစံမျိုးထိအောင်ဖြစ်ခဲ့ပြီးတော့ကျွန်တော်ဒါပထမပိုင်း45မိနစ်ကဟိုဘယ်လိုပြောတော်တော်လေးကိုပြင်းဖို့ကောင်းလောက်အောင်ပဲပြီးဆုံးခဲ့တဲ့နေထိုင်မျိုးမှာရှိတယ်။အဲ့ကြောင့်ပြဒုတိယပိုင်းကစားတော့မှာပေါ့နော်ဒါဒုတိယပိုင်းပြန်စားတော့ဒါ Manchester United အသင်းဘက်ကဒါအခုရေးတချို့ဖန်တီးနိုင်ခဲ့တယ်ဒီနေရာမှာ Christmas Highland ပေါ့နော်ဒါ Christmas Highland သူဒါတယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးလာတဲ့ဘောလုံးကိုဒါဘယ်ဘက်ညာဘက်အချမ်းပါပေါ့နော်ဒါ Patrick Dogu ဒါဒီကစားမပါလာတော့ तू တွေ့တော့တွေ့တယ်ဗောနဒါမဲ့ तू ဘယ်တန်ဖြစ်လျက်နဲ့ဗောနဒါဖြတ်ထိုးပြလိုက်ရမယ်အစား तू တကူတော့ကန်သွင်းယူဖို့စူးစမ်းခဲ့ပြီမဲ့အဲ့ဒါလည်းမအောင်မြင်ခဲ့ဘူးအဲ့ဒါတစ်ချက်ရှိခဲ့တယ်အပလိုရှင်ဒါ ဂါနာချိုဖြတ်ထိုးပေးတဲ့ဘောလုံးကိုလည်းအဲ့လိုပဲပေါ့နော်သူပိတ်သွင်းယူခဲ့တဲ့နေရာမှာဒါဘယ်လိုပြောတိုင်မင်နည်းနည်းလိုွားခဲ့လို့သူ့အနေနဲ့ဒါကိုသွင်းယူရမယ့်အခွင့်အရေးဆုံးရှုံးခဲ့တဲ့အနေထားမျိုးတွေလည်းကြုံခဲ့တယ်ဒါကလို့လို့ရှိရင်ဒါမန်ချက်စတာယူနိုက်တက်အတင်းနဲ့ထူးထူးဘာမှမလုပ်နိုင်ခဲ့ဘူးအဲကျွန်တော်ဒီနေရာမှာပေါ့နော်ကျွန်တော်ဒါ နီးပြရူမင်အမိုရင်ကသူ conference မှာလည်းအမြဲပြောခဲ့လို့မျိုးပဲဒါအခုနောက်ပိုင်း Premier League ပွဲစဉ်တွေမှာလူငယ်ကစားသမားတွေကိုအဓိကတုံးဆွဲသွားမယ်ဆိုတဲ့ဒါသူပြောခဲ့တဲ့အတိုင်းပဲဒီနေ့ပွဲစဉ်မှာလည်းတကယ်လူငယ်ကစားသမားတွေကိုဒါပွဲထွက်လာခဲ့တယ်ဒီနေရာမှာကျုပ်ဒါအနောက်တန်းမှာကစားတယ်ကျုပ်ဒါ Ferdinand အဲ Ferdinand ပြည့်ရှင်ဒါကွင်းလေဟိုကျုပ်ဒါ left wing မှာကစားတယ်ဒါ Harry Amas ဒီကစားသမားနှစ်ကတော်တော်လေးကိုကောင်းတယ်အထူးသဖြင့်ဒါ Harry Armes ဆိုလို့ရှိရင်ဒါကျွန်တော်ပဲ51ကိုဝစ်ပြီးတော့เนาะသူတော်တော်လေးဘောလုံးအလဲအထွက်တည်းရောဒါပက်စင်တွေရောသူ့ရဲ့လောင်ဘောတွေရောတော်တော်လေးကိုဒါအသိန်းအတွက်အများကြီးအကျိုးပြုတယ်ကျွန်တော်တော်တော်လေးကဒီကစားသမားသတိထားမိခဲ့တဲ့သတိထားမိရလောက်အောင်ကိုပဲဒီကစားသမားတော်တော်လေးကစားတာကောင်းတယ်ဒါဂါနာချူဘတ်ချက်မှာသူကစားတာပေါ့เนาะတော်တော်လေးကိုဒါအဆင်ပြေတယ်ဒီလိုမျိုးဒါနီးပြရူဘင်အမိုရီအနေနဲ့ဒါ လူငယ်ကစားသမားဒီကိုဒါပို့ပြီးတော့အခွင့်အရေးပေးတင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒီကစားသမားလေးဆိုရင်အသက်ကဒါ16နှစ်ပဲရှိသေးရပါတော့ဒါ2008ခုနှစ်ဘွား ဒီ Harry Armes ဆိုတဲ့ကစားသမားလေးကျွန်တော်နေတော်လေးသဘောကြားရမစိုးဘူးဒီကစားသမားကိုဒါပွဲချင်နေပို့ပြီးတော့ဒါပေးမယ်ဆိုလို့ရှိရင်ဒါ Manchester United အသင်းနဲ့ဒါမလို့အတပေးပါတော့ဒါကစားသမားကြီးဈေးကြီးကြီးပေးရတာဘာညာအဲ့ရန်နေပြီးတော့ဒါကင်းဝေးမဲ့အနေထားမျိုးမှာရှိရပါဆိုတော့ဒီကစားသမားရဲ့ quality တော်တော်လေးရှိရဒါသူ့ကိုကြည့်လိုက်တာဘယ်လိုမျိုးပုံစံဘယ်လိုမျိုး vibe ရလဲဆိုရင်ကျွန်တော်ဒါ Luke Shaw တို့ပါရဲအဲ့လိုမျိုးကစားရေးပုံစံအတိုင်းမဲ့ဘောလုံးလေးတွေကိုလည်းတော့ တည်တည်တတ်တတ်လေးပဲလှည့်သွားမယ်ပတ်သွားမယ်ပြီးရင်ပေးရမယ့်အချိန်မှလည်းပေးရဲဒါဘောလုံးကင်ထားရမယ့်အချိန်မှလည်းကောင်းကောင်းကင်နိုင်တယ်ဒါ defensive ပါလဲသူတော်တော်လေးကိုကောင်းတယ်အဲ့လိုမျိုးအချိန်မှရှိတဲ့ track ဒီကစားမလေးမစိုးဘူးအဲ့ပြီးရင်ဒါနောက်ထပ်တယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါ Federson ဒီ Tyler Federson ဒီအသက်20အရွယ်ဒါ England နောက်ခံကစားသမားလည်းမစိုးဘူးတော်တော်လေးကောင်းတယ်တော်တော်လေး solid ဖြစ်တယ်ဒါ Manchester United အသင်းမှာဒီလူငယ်ကစားသမားလေးတွေဒါ ပွဲထွက်ကစားရတယ်ဆိုပေမဲ့လေဒီကစားသမားတွေကဒါအတိုင်းတာတစ်ခုထိဒါအများကြီးလုံးပြနိုင်တယ်ကျွန်တော်နေတဲ့သဘောကြရတယ်ပေါ့နော်ဒါဟူဗာတန်အသင်းဘက်ကလည်းဒါရရှိသွားတဲ့ဂိုးကတော့ကျွန်တော်ဒါလူသားဝင်ကစားသမားဖြစ်တဲ့ဒါဆာရာဘီယာဒီကစားသမားလည်းဒါပွဲကြီး85မိနစ်လောက်မှာရရှိခဲ့တဲ့ပြစ်ဒဏ်ပေါ့ဗျာဒါအရစ်စန်ဖောင်းလို့ရလို့ရရှိခဲ့တဲ့ပြစ်ဒဏ်မဟုတ်ဒါကောင်းကောင်းမလှလှပပပဲလုံအောင်ကန်သွင်းယူသွားတယ်ကိုယ်မအန်ဒရီအိုနာနာလည်းပါဆိုပါမှာပတ်နိုင်ရောတော့ဝိုးကြော်ပြီးတော့တွင်းသွားတာဖြစ်တဲ့အတွက် ကန်ချက်ကလည်းအရင်ကောင်းလဲဒါဂိုလမားလည်းပါဆိုပါမတက်နိုင်လိုက်ပင်နေပေါ့နော်ဒီတလုံးတဲသောဂိုးနယ်ပဲမန်ချက်စတာယူနိုက်တက်အတင်းကဒါဝါဒန်တင်းကိုရှုံနှင်းခဲ့ရလေဖြစ်ပါတယ်အဲကျွန်တော်ဒါအဲ့နောက်ပိုင်းမှာနော်ဒါပွဲပြီးကနေအချိန်မှာဒါ Mason Mount တို့ဘာလို့ try not trying ဒါပေမဲ့တော်တော်လေးအလုံးမဖြစ်ဘူးဒီနေရာမှာ Mason Mount ပေါ့နော်ဒါ half chance တလုံးရခဲ့တယ်အဲ့ဒါသူဘယ်နဲ့ပိတ်ကန်တဲ့နေရာမှာကျွန်တော်ဒါဟို လို့ပြောမလဲနောက်တန်းရှင်းထုတ်လိုက်လို့မျိုးပဲမိုးပေါထောင်တက်သွားတယ်ဘောနော်အဲဒီလိုရှိရယ်ဒါကလွယ်လို့ရှိရင်ဒါမန်ချက်စတာယူနိုက်တက်အတင်းနဲ့ဘာဆိုဘာမှထွေထူးတိတ်ပြီးမလုံနိုင်ဘူးဆိုတော့လည်းထင်တယ် ။နောက်ပိုင်း Bruno တို့ပါလို့ဝင်လာတော့လေအိမ်ထွေတူတူဖြစ်မသွားပဲနေတယ်။ Manchester United အတင်းကဒါ Hoverden အတင်းကိုဒါပထမအကြော်ဒုတိယအကြော်နှစ်ကြော်စလုံးရှုံနေခဲ့တယ်။မှတ်တမ်းလည်းဝင်သွားခဲ့တယ်။ဒါကြောင့်မလို့ပဲပေါ့နော်။ဒါအခု Manchester United အတင်းကဒါအမှတ်ပေးစီရမှာဆိုလို့ရှိရင်ဒါ Everton အတင်းရယ် Hoverden အတင်းရယ် Manchester United အတင်းဒီအတင်း၃တင်းကဒါရမှတ်38မှတ်စီနဲ့ဒါ ရမှတ်တူသွားပြီဂိုးကွာချချက်နဲ့ဒါ Everton အသင်းရဲ့အဆင့်73 Manchester United အသင်းအဆင့်74နဲ့ဒါ Wolverhampton အသင်းအဆင့်65ဆိုပြီးတော့ဒါအတီးတီးရက်တီနေရာလည်းဖြစ်ပါတယ်ဆိုတော့ဒီဘောဆက်နဲ့ပတ်သက်ပြီးပရိသတ်တွေအမြင်ရဘူးလို့ရှိခဲ့ကြတယ် common box မှာချက်ဝင်ရဆိုနေပြီးတော့မြေတိုက်ရက်ခံလိုပါတယ်ဒီဘွဲပြီးလို့ရှိရင်ဒါ Manchester United အသင်းနေနဲ့ဒါဘုံမောက်အသင်းနဲ့ပေါ့နော်ဒါကစားရဖို့ရှိပါတယ်ဘုံမောက်အသင်းအိမ်ခွင်းမှာတွားရောက်ပြီးကစားရမှာဖြစ်တယ်တစ်ဖက်က Wolverhampton အသင်းကတော့ Leicester City နဲ့ကစားရမယ် ဆိုတော့ဒါဘုံမောက်အတင်းနဲ့ပွဲဆက်မှာလဲဒါ Manchester United အတင်းနဲ့ဘယ်လိုလုပ်ပြလဲဆိုတော့ချက်ဆောင်ကြည့်ရမယ်ဘုံမောက်အတင်းကဒီ Wolverhampton အတင်းထပ်ပို့ပြီးတော့သူ solid ဖြစ်တယ်ပို့ပြီးတော့ကြစ်လစ်လစ်ရှိတယ်ပေါ့နော်ဒါဒီဘုံမောက်အတင်းဆိုလို့ရှိရင်ကျွန်တော်ဒါ Liverpool Arsenal Manchester City ဒီအတင်းတွေတော့မခက်ခဲခဲကန်ခဲ့ရတာ ဆိုတော့ဒီအတင်းနဲ့ဆိုရင်ရော Manchester United တင်ကဘယ်လိုမျိုးတွေဒါရင်ဆိုင်ရအောင်မလဲဆိုတော့ကျွန်တော်ချက်ဆောင်ကြည့်သွားမယ်ဒါမျိုးမှလည်းရှိပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တော်ဦးချင်းစရိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ